ဒါကတော့ကာရာကနာငှက်တကောင်ဖြစ်ပါလေ။သူကလည်းအရွယ်မရောက်သေးတဲ့ငှက်ကလေးတကောင်ပါပဲ။တားကောင်ကြီးကြွယ်ဝနေမိမဲ့ဒီငှက်ကလေးဟာစားလောင်မှုသိမိပါလေ။အเจ้าကတော့အရွယ်ရောက်သီးသားကာရာကနာငှက်တွေဟာနယ်မြေအသီးအလွန်ကြီးနေအတူရှိသော မိလိတ်စုံတွဲတွေကအရွယ်မရောက်သေးသူတွေသူတို့နယ်ထဲဝင်လာရင်အလွန်ပြင်းထန်စွာအဖြစ်သေးသည်ရှိလိုပါပဲ။အရွယ်မရောက်သေးသူတွေဟာပဝန်းကျင်ကတောင်တန်းနေစည်းကိုမောင်းထောက်ခံကြရပြီးဒီနေရာတွေမှာသူတို့ရဲ့ရှင်သန်နိုင်ခြင်းကနည်းပါးလာပါတယ်။ လွန်ခဲ့တဲ့တနက်ကတော့ဒီငတ်ကိုသူ့မိဘတွေကဖြူစုစောင်းဆောက်ခဲ့ကြတယ်။ဒီငတ်ကလေးတွေအခုခံစားနေရတယ်လို့ပေါ့။ဒါပေမဲ့သူ့မိဘတွေကအတိုက်အသတ်တွေနေရာဖွင့်ပေးဖို့သူ့ကိုနှင့်ထုတ်ခဲ့ကြတယ်။အရွယ်ရောက်ငတ်တွေဟာအရွယ်မရောက်သေးသူတွေကိုဖိနှိပ်ထားခြင်းကြတယ်။ဒါပေမဲ့ဒီငတ်ကလေးတကောင်တည်းမဟုတ်ပါဘူး။ဒီမှာအခြားနှင့်ထုတ်ခံရသူတွေလည်းရှိပြီးသူတို့ဟာဒီကျွန်းတွေပေါ်မှာအသက်ရှင်ကြံရစ်ဖို့အင်အားစုလိုက်ကြပါလေ။ကရကနာအရွယ်မရောက်သေးအလုံးဟာဂိုင်းခနအဖွဲ့ကြတယ် သူတို့ဟာစီကတ်မဲ့တော့အလူအလင်အုပ်စုဖြစ်ပြီးအုပ်စုတွင်စင်းပြိုကွဲမှုတွေမကြာခဏဖြစ်ပွားတတ်ပါလေအရွယ်ရောက်ငတ်တွေကသူတို့စွမ်းရည်ရှိသလိုဒီကိုင်းတွေကိုဖျက်သိမ်းဖို့ကြိုးစားကြမှာပါဒါပေမဲ့အခုတော့ဂိုင်းအင်အားရဲ့နောက်ခံအားကောင်းမှုနဲ့အတူငယ်ရွယ်သောကာရာကနာငတ်တွေဟာအာနာပိုင်တွေကိုစန့်ကျင်ပုံငယ်နိုင်ပြီးအရွယ်သောများပြားလာတဲ့အနေထားမှာလေချောင်းထင်းချူကြီးရရှိလာက အခုဆိုရင်ဂိုင်းကအရွယ်ရောက်ငတ်တွေရဲ့တန်ကတ်မှုကိုသိမ့်မကြောက်ပဲ အတိုက်စုကြီးတွေထဲကိုကျူးကျော်ဝင်ရောက်နိုင်ပါပြီ။သူတို့ရဲ့ဖြစ်ထမှတ်ကဥရေပါ။အတူတကွစုပေါင်းအားဖြင့်အတိုက်ဖြုတ်လွန်ရနေရကိုဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ဒီအုပ်စုဟာအားလုံးကွာဖြိုးနေအောင်လူရွက်စားတောက်ပြီးတဲ့အထိလူယူကြတယ်။ဒါပေမဲ့ဂိုင်းဘောဘဆိုတာကတော့ကြမ်းထက်ပါလေ။ငယ်ရွယ်သောကာရကနငယ်တကောင်ဟာနောက်ဆုံးမှအရွယ်ရောက်ပြီးဒီအုပ်စုကိုနောက်ချမ်းသာခတ်နိုင်ဖို့မတိုင်ခင်နှစ်ပေါင်း၄၀၀ဒီကြမ်းတဲ့သောဘဝကိုခန်းစားကြော်လွှားရမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးတွေအမြဲတမ်းကြည့်ရှုနိုင်ဖို့ like and follow လေးလုပ်ခဲ့ပါအောင်